တွေစိုးမိုးရေးဟာပြည်သူလူထုကိုအကောင်းဆုံးလုံခြုံမှုပေးဖို့ဖြစ်ပြီးမတရားတဲ့ဥပဒေတွေရှိနေရင်ပြည်သူကိုကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလို့ကော်မူးမျိုး290ပြည့်ရွှေတုအခမ်းအနားမှာမြမဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကပြောဆိုခဲ့ပါတယ်။တရားတဲ့ဥပဒေရှိပေမဲ့မတရားတဲ့ဖြစ်ရပ်တွေပေါ်ပေါက်နေတာကရောဘာကြောင့်လဲ။တရားဥပဒေကပြည်သူကိုထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရမှာဖြစ်ပြီးမတရားတဲ့ဥပဒေတွေရှိနေရင်လူမှုမလုံးကျုံသလို တရားဥပဒေရှိပေမဲ့လည်းခီးခီးရောက်ရောက်မဖော်ဆောင်နိုင်ရင်ပြည်သူပေါ်ကောင်းကျိုးတက်ရောက်မှာမဟုတ်ဘူးလို့ဒေါံဆန်းစုကြည်ကဆိုပါတယ်။ဥပဒေဆိုတာလူအတိုင်းဝိုင်းအေဂျင့်တာယာရေးအတွက်ဖြစ်တယ်လို့ဒီဇင်ဘာ26ရက်နေ့ကကျင်းပတဲ့ရွှေတုအခမ်းအနားမှာပြောဆိုခဲ့ပါတယ်။ 你俺屋里什么也吃了哈，地猪肉、龙桥母别有吧？啊，高中龙桥母哈，在俺嘞屋里的西伢们，你在俺屋里的哈，天天要要买比如我啊，家婆给咱呀，就把那比如肉就吃啊，什么咸，就吃嘛，面食啊，那话就把别样菜呀，五毛钱一斤啊，比如肉有七七五，地猪肉有两百五，地猪肉有天下五，那就是全家的。你看到五毛里一斤啊哈，路张弯哈，点点人人，年年年年，大大要信赖我。 အထောက်အပံ့ပေးဖို့ဖြစ်ပါတယ်အဲကြောင့်လို့ဥပဒေတွေကတရားအောင်မတရားတဲ့ဥပဒေတွေရှိပြီဆိုလို့ရှိရင်ကျမတို့ပြည်သူတွေကလုံခြုံမှုရှိနိုင်မှာမဟုတ်ဘူးဥပဒေတွေကတော့တရားပါပြီဒီဥပဒေတွေကိုထိရအောင်မလုပ်နိုင်လို့ဆိုရင်လေကျမတို့ပြည်သူတွေပုံမှန်ဘာမှဒီဥပဒေဟာအကောင်းနဲ့အကျိုးသက်ရောက်မရှိနိုင်မှာမဟုတ်ကွန်ကြံကုန်မြောက်ပိုင်းကရွာလေးတရွာဟာ1964ဩဂတ်16ရက်နေ့နိုင်ငံတော်ပြန်တဲ့အရာကုန်မှုမျိုးဖြစ်လာခဲ့ပြီး အခုဆိုရင်နှစ်90ပြည့်ခဲ့တာမို့ရွှေဒုအခမ်းအနားကျင်းပတာဖြစ်တဲ့အကြောင်းကွန်မှုမျိုးနယ်လွှတ်တော်မှဒေါအောင်ဆန်းစုကြည်လာရောက်ပြီးအားပေးစကားတွေပြောခဲ့လို့အတိုင်းမသိဝမ်းသာဂုဏ်ယူရတယ်လို့အခမ်းအနားပြမြောက်ရေးကော်မတီဥက္ကဋ္ဌကဆိုပါတယ်ဒီတော့ဆိုကောင်းကိုညောင်မြောက်ပိုင်းမြို့နေရွာလေးတွေပါ60ကောင်းလို့64ခုနေမှာမြို့ပြည့်တဲ့တော့ဒါဟာဒီ2014မှာ50ပြည့်ပြည့်တဲ့တော့ဒီ90ကိုမှတ်တရပြီးဆောင်ကြတယ်မြို့ဒီ90ဒီတို့မြို့နယ်ကိုနိုင်ငံကောင်းဆောင်လေး ဒါရောက်တဲ့ရောက်တယ်သူအမေချင်းစကားပြောကြတယ်ရှစ်ရှစ်လားလာတယ်ပြောတော့ကြောင်းအဲ့တော့မတမ်းမဘူဝမ်းမြောက်တော့ဝမ်းလည်းဝမ်းသာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာအခမ်းအနားမတက်ရောက်ခင်မှာကော်မှုမှာထူထောင်ထားတဲ့ဒေါခင်ကြီးဖောင်ဒေးရှင်းရဲ့ဟိုတယ်နဲ့အချက်ပြုတ်တင်နန်းကိုတွားရောက်ပြီးကျောင်းသားတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ညနေပိုင်းမှာတော့ကော်မှုမျိုးရွှေအတုအခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။လွှတ်တော်အမတ်တွေကပြည်သူတွေကိုစားအလုပ်လုပ်ပြီးပြည်သူဝန်ကိုထမ်းမယ်လို့ကတိပေးရတာကြောင့် ပြည်သူစီကထောက်ခံမဲ့တောင်းမယ်ဆိုရင်ပြည်သူအတွက်ဘာပြန်ပေးရမလဲဆိုတာစဉ်းစားရမယ်လို့ဒေါအောင်ဆန်းစုကြည်ကဆိုပါတယ်။ပြန်ပေးနိုင်တဲ့အရေးချင်းမရှိရင်မဲတောင်းဖို့မလိုသလိုအမတ်အဖြစ်နဲ့လည်းအရွေးချယ်ခံဖို့မလိုဘူးလို့ပြောပါတယ်။ဒီလိုကမဲကိုတောင်းနေတယ်ဒီမကိုမဲချက်ပါလို့ပြောပြီးဆိုခဲ့ရပြည်သူကိုဂရုပြုလိုက်တယ်လို့ပဲဒီမဟာဒီပြည်သူရဲ့ကိုစားတောင်းနိုင်ငံလုပ်ပေးပါမယ် ပြည်သူရဲ့ဝင်ကိုထောက်ပေးပါမယ်လို့ခရစ်ပြုတာလည်းတူတူပဲဝင်ပြီးတော့ကိုယ်စလဲအဖြစ်နဲ့ရှင်လိုက်ပြီဆိုကြရဒီလိုခရစ်ပေးတာလည်းတူတူပဲဒီလောကကြီးမှာဘာမှအလကားမရအောင်အလကားလည်းမယူခြင်းအောင်ပြည်သူရဲ့မဲတွေကိုတောင်းလိုက်ပြီဆိုရင်ပြည်သူကိုကိုယ်ကဘာပြန်ပေးမလဲဆိုတော့အဲ့ဒါပထမဆုံးစဉ်းစားရတယ်ပြန်ပေးနိုင်တဲ့အရေးချင်းမရှိလို့ရှိလို့ရှိရင်ဒီမဲကိုလည်းတောင်းစရာမလိုဘူးကိုယ်စလဲဖြစ်နေလေရွေးခံစရာမလိုဘူး